အားလုံးပဲမင်္ဂလာပါခင်ဗျာရေလင်းအောင်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်တို့ရဲ့ Facebook ကောက်ကိုတခါတည်းရံမှာ live ပေါ်မှာပြဿနာတွေတက်လို့ပဲဖြစ်ဖြစ်တုံးရတာစိတ်ညစ်လို့ပဲဖြစ်ဖြစ်ပေါ့နော်။အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ရဲ့ Facebook ကောက်ကိုကျွန်တော်ခဏရာကြီးဖြတ်ထားပုံဖြတ်ထားနေရယ်ကိုယ့်ရဲ့ Facebook ကောက်ကိုအပြီးဖြတ်ပုံဖြတ်နေရယ်နီလန်းနှစ်ခုကိုဒီနေ့ video လေးမှာအစာသွင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျ။အဲကျွန်တော်တို့ခဏရာကြီးဖြတ်ထားရဆိုတော့ Facebook ကောက်ကိုဒီဟိုဒီထားတဲ့သဘောမျိုးပေါ့နော်။ကျွန်တော်တို့ပြန်ပြီးတော့ဝင်တုံးရင်ပြန်ပြီးဝင်လို့ရရယ်ပေါ့နော်။ဒါ ါမှမဟုတ်ကိုယ့်ရဲ့ Facebook ကောက်ကိုအပြီးဖြတ်ချင်နေဆိုရင်လည်းဖြတ်လို့ရမယ်ဒီနီလန်းနှစ်ခုကိုအစာသွင်းရှင်းပြပြီးသွားမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook ကောက် software တွေကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ဝင်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီညာဘက်ဆုံးမှာအပေါ်ဆုံးမှာပေါ့နော်ကိုယ့်ရဲ့ profile ပုံလေးနဲ့ menu button လေးရှိပါတယ်ဗျအဲ့နေရာလေးကိုတစ်ချက်သွားလိုက်ပါဒီနေရာလေးကိုရောက်သွားပြီဆိုရင်တော့အကုတ်နည်းနည်းဆွဲလိုက်ပါဗျအကုတ်နည်းနည်းဆွဲလိုက်ရင်ကျွန်တော် setting privacy ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျအဲ့ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျ setting privacy ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီနေရာမှာ setting တို့ privacy ဒီ privacy center your time on facebook စသည်တပြည့်အများကြီးပေါ်လာပါလိမ့်မယ်ဗျအဲ့ဒီထက်ကမှာကျွန်တော်ဒီအပေါ်ဆုံးမှာရှိရဲဒီလူပုံစံ profile icon လေးနဲ့ setting ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျအဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါဗျ ဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီနေရာမှာဒီလိုမျိုးအများကြီးပေါ်လာပါလိမ့်မယ်အဲ့ဒီထက်ရမှာကျွန်တော်ဒီအပေါ်ဆုံးမှာရှိရဒီအကောက်စင်တာဆိုတဲ့နေရာလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်အကောက်စင်တာဆိုတဲ့နေရာမှာကျွန်တော်ဒီစီမိုးရင်အကောက်စင်တာဆိုတဲ့စာပြားလေးကိုနှိပ်လဲရတယ်ဒါမှမဟုတ်ဒီလွတ်တဲ့နေရာကြိုက်တဲ့နေရာကျွန်တော်အခုအနီးဝိုင်းလေးချပြထားနေရာကြိုက်တဲ့နေရာကိုနှိပ်လိုက်လို့ရပါတယ်အဓိကတော့အဲ့ဒီအကောက်စင်တာရဲ့ဒီ group လေးတည်းဖြစ်ရင်ပြီးပြီပေါ့နော်တစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာဒီလိုမျိုးဒီ account setting နဲ့ပတ်သက်တဲ့ ီ setting လေးတွေပေါ့နော်တန်းစီပြီးတော့ကြာလာပါလိမ့်မယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီ personal detail ဆိုတဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီ personal detail ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါဗျာ personal detail ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီအောက်ဆုံးမှာ account ownership and control ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျာအဲ့ဒီ account ownership and control ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ ဒီနေရာမှာကျွန်တော် account ownership control ဆိုတဲ့နေရာမှာဒီ monetization ရဲ့ဒီ activation or deletion ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ကဒီအောက်မှာရှိရဲ့ဒီ activation or deletion ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါခင်ဗျာ ဒါလေးကိုတစ်ချက်ထပ်နှိပ်လိုက်ရင်ကျွန်တော်ဒီနေရာမှာဒီ Facebook icon နဲ့ကိုယ့်ရဲ့ဒီ profile name လေးကိုတစ်ချက်ရွေးပေးရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီနေရာမှာဟို sample ပြရဲ့ Facebook account ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှထွေဒူးဒူး account တွေနဲ့ချိန်မထားဘူးပေါ့နော်။ဒီနေရာမှာကျွန်တော်တို့က Instagram ဘာညာနဲ့ချိန်ထားတယ်ဆိုရင်ဒီအောက်မှာ Instagram ဒီ logo နဲ့ထပ်ပြီးတော့ပို့တွေ့ရမှာဖြစ်ပါတယ်ဗျာ။အဓိကကတော့ဒီ Facebook icon နဲ့ကိုယ့်ရဲ့ profile name လေးကိုပဲတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်။ နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာအဓိက main အနေနဲ့ရွေးချယ်တရားနှစ်ခုရှိတယ်ကျွန်တော်ဒီနေရာမှာအဓိကရွေးချယ်ရမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရဲ့ Facebook account ကိုကျွန်တော်တို့ကခဏယာယီဒီထားချင်တာလားဒါမှမဟုတ်ဒါမှမဟုတ်ရင်အပီးဖြတ်ချင်တာလားဆိုတော့ကိုကျွန်တော်ရွေးချယ်ရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီအပေါ်မှာဒီ activate account ဆိုတာလေးရှိတယ်ဗောနော်ဒီ activate account မှာကျွန်တော်ဒီအပြာစက်ကလေးကိုရွေးထားပြီးတော့ဒီ container ကိုနှိပ်ပြီးရှေ့ကိုဆက်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook account ကိုကျွန်တော်တို့ကခဏယာယီဟို ဖြတ်ထားတဲ့သဘောပေါ့နော်ကျွန်တော်တို့ဟိုအသုံးပြုခြင်းတဲ့အချိန်မှာပြန်ပြီးတော့ login ဝင်ပြီးပြန်ပြီးတော့တုံးလို့ရမှာပဲဖြစ်ပါလေဗျာဒါမှမဟုတ်ဘူးကျွန်တော်တို့ကလုံးဝအပီးဖြတ်လိုက်ခြင်းတာဒီ Facebook ကောက်ကြီးကိုလုံးဝကိုတုံးမဝင်ပြန်လဲဝင်မတုံးတော့ဘူးဆိုတဲ့သူတွေအတွက်ကတော့အပီးဖြတ်ခြင်းတာဆိုရင်တော့ဒီအောက်မှာရှိတဲ့ delete account ဆိုတာလေးကိုကျွန်တော်တစ်ချက်ယူရမှာဖြစ်ပါလေဗျာဒီနေရာမှာကျွန်တော်တို့ကဟောအကောက်ဖြတ်တာပဲဖြစ်ဖြစ်ခဏယာယီဖြတ်တာပဲဖြစ်ဖြစ်ကျွန်တော်အဓိကသတိထားရမှာကကိုယ့်ရဲ့ဒီအကောက်ကကျွန်တော်ဒီညနေအကောက်တော့မဟုတ်ဒီဖြတ်ခြင်းတဲ့အကောက်ကကျွန်တော်တို့ pay admin ဖြစ်နေတယ်ဆိုရင်အဲ့ pay ဒီမှာ ာအခြားအဒမင်တွေရှိနေဖို့လိုအပ်ပါတယ်အဲအခြားအဒမင်တွေမရှိဘူးဆိုရင်မိတ်ဆွေတို့ရဲ့ page တွေကိုကျွန်တော်ဆုံးရှုံးသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒီဒီ activate လုပ်လိုက်တာဒီ activate လုပ်လိုက်မယ်ဆိုရင်မိတ်ဆွေတို့ရဲ့ page တွေရဲ့ profile မျိုးစားတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ page တွေအကုန်လုံးမှာ unpublic ဖြစ်သွားတာမျိုးတွေဒီ activate ဖြစ်သွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲဒါမှမဟုတ်ကျွန်တော်တို့ဒီ unpublic ကို public ပြန်လုပ်လို့ရတယ်ဟို page တွေကိုပြန်ပြီးတော့ယူလို့တော့ရတယ်ပေါ့နော်ဒါမှမဟုတ်ဟိုမလိုလားတဲ့အလုပ်ရှုပ်တာကြီးဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တစ်ခုကကျွန်တော်တို့တစ်ခါတည်းရန်ရန် Facebook error အကြောင်း page တွေကိုလုံးဝပြန်ယူလို့မရ တော့မျိုးကြီးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်လို့ကျွန်တော်အခြားအရမင်းတွေထည့်ထားတင်တယ်ဗောနော်ပြီးနေမှာအဲထားပါဒါဆိုရင်ကျွန်တော်ဒီနေရာမှာအဓိကကျွန်တော် ပြောရှိမှပြောခဲ့တယ်လို့ပဲအဓိကရွေးချယ်ရမှာဖြစ်ပါတယ်ကျွန်တော်ခဏယာယီဖြစ်ထားကျင်တာဆိုရင်တော့ဒီ edit ကောက်ကိုရွေးဒါမှမဟုတ်လုံးဝအပြီးဖြစ်ကျင်တာဆိုရင်တော့ delete ကောက်ကိုရွေးရမှာဖြစ်ပါတယ်ဗျကျွန်တော်ကတော့အတဘတရားအတူတူပဲဗောနော်ကိုလှုပ်ချင်တဲ့ပုံမူတည်ပြီးဒီနေရာမှာရွေးရမှာကျွန်တော်ကဒီ edit ကောက်ကိုဆံပယ်နေနဲ့ပြပေးမယ်ကျွန်တော်ဒီ edit ကိုရွေးကိုစိတ်တိုင်းကျဒီငကူရီရတစ်ခုကိုရွေးဗောနော်ရွေးပြီးပြီဆိုရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ဒီ continue ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးရှေ့ကိုဆက်သွားရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ န်တင်နီယူလေးကိုတစ်ချက်နှိပ်လိုက်ပါဗျ။ကွန်တင်နီယူကိုတစ်ချက်နှိပ်လိုက်ရင်သူအဲ့ဒီမှာတတိလာပေးတယ်ဗောနော်။မိတ်ဆွေရဲ့ပေးရ admin ဖြစ်တဲ့အတွက်ကြောင့်မို့ဒီပေးနှစ်ခုကအာပေးနှစ်ခုပါ unpublic ဖြစ်သွားတာမျိုးကြီးဖြစ်နိုင်တယ်ဗောနော်။အဲတိုက်ဒီလိုမျိုးတတိလာပေးတာမျိုးလေးရှိတယ်။ပြီးပြီးဆိုရင်ကျွန်တော်ကွန်တင်နီယူကိုနှိပ်ပြီးရှေ့ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ ကွန်နီကိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ Facebook က password ကိုဒီမှာလာပြီးတော့ရိုက်ပြီးထည့်ခိုင်းပါလိမ့်မယ်။အမေဆွေတို့ကကျွန်တော်ဖုန်းဆက်ခွင့် record လုပ်နေရဖြစ်တဲ့တို့ကြောင့် screen မဲနေရမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်။အဲကျွန်တော်တို့ဒီနေရာမှာကိုယ့်ရဲ့ Facebook က password ကိုရိုက်ထည့်လိုက်ပါတော့။ရိုက်ထည့်ပြီးကျွန်တော် continue ဆိုတဲ့အပြောင်းခလုတ်လေးကိုတစ်ချက်နှိပ်ပေးလိုက်အောင်ပါပဲ။နှိပ်ပေးလိုက်ပြီးဆိုတာနဲ့သူက auto log out ထွက်သွားမှာဖြစ်ပါလေဗျ။ auto log out ထွက်သွားပြီးတော့ကျွန်တော်တို့ရဲ့ Facebook ကကိုအခြားသူတွေက Facebook မှာလုံးဝရှာလို့ရမှာမဟုတ်တော့ဘူး။ကျွန်တော်တို့ကခဏယာယီဖြတ်ထားတာဆိုရင်ဟိုကျွန်တော် login ပြန်ဝင်မခြင်းပေါ့နော်ဒီအကောက်ကအကောက် ပြက်နေတဲ့ပုံစံမျိုးကြီးနဲ့တူနေမှာပဲဖြစ်ပါတယ်ခင်ဗျဒါမှမဟုတ်ကျွန်တော်တို့ရဲ့ရှေ့မှာ delete အကောက်ကိုရွေးခဲ့ရဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook အကောက်ကအဲကျွန်တော်တို့ပြန်မဝင်ပဲနဲ့ထားလိုက်မယ်ဆိုရင်ဒါ auto အချိန်တစ်ခုကြာဝင်အောင် auto ပြတ်သွားမှဖြစ်ပါတယ်ဗျာကျွန်တော်တို့ဟိုပြန်ဝင်လို့လည်းရမှာမဟုတ်တော့ဘူးဗောနော်အဲဒီနေရာမှာဒီနီလန်းနှစ်ခုတွေကဒါမိတ်ဆွေတို့ကြိုက်တဲ့နီလန်းကိုယူပါကျွန်တော်ကတော့ဒါဆမ်ပယ်နီနဲ့ပြပေးရဆိုတော့ဟို password တော့ရိုက်မထည့်တော့ဘူးဗောနော်နောက်ဆုံးတစ်ဆင့်နေရာမှာ password လေးရိုက်ထည့်ပြီးတော့ continue လို့လေးကိုနှိပ်ပေးလိုက်တာနဲ့မိတ်ဆွေတို့ရဲ့ Facebook account ကအဲကိုခဏယာယီဖြတ်ချင်တာလားအပြီးဖြတ်ချင်တာလားဟော auto lock ထွက်ပြီးတော့ဖြတ်သွားမှဖြစ်ပါတယ်ခင်ဗျာဒီနေ့ video လေးကတော့ကိုယ့်ရဲ့ Facebook account ကိုအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ဟိုခဏယာယီဖြတ်ထားနေနေကျွန်တော်လုံးဝအပြီးဖြတ်ပုံဖြတ်နေနီလန်းနှစ်ခုကိုအစားဆုံးရှင်းပြပေးခဲ့ရပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့အသုံးတက်မယ်လို့မျှော်လင့် ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းဒူးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ